ကျောင်းတရားဆိုတာဘာလဲလူဘဝစကြဝဠာဒါမှမဟုတ်ဒါမှနှစ်စဉ်ဖြစ်ရတခုပဲစဉ်းစားကြည့်ပါ ဖြစ်ပြနေတဲ့အရာအားလုံးရဲ့နောက်ွယ်မှာမမြင်ရတဲ့စီးမြင်တခု ရှိနေပါတယ်အဲ့ဒီစီးမြင်ကိုကျွန်တော်တို့ကအကျောင်းတရားလို့ခေါ်ဆိုကြတာဖြစ်ပါတယ်အကျောင်းတရားဆိုတာရိုးရှင်းစွာ ပြောရမယ်ဆိုရင်ရလက်တခုဖြစ်ပေါ်စေတဲ့မူလအခြေအနေသို့မဟုတ်လှုပ်ရှားမှုပဲဖြစ်ပါတယ် ဘယ်ရားမှအကြောင်းမဲ့တက်တက်ဖြစ်ပေါ်လာတာမျိုးမရှိပဲအမြဲတမ်းနောက်ခံအကြောင်းရင်းသွန်းအားသို့မဟုတ်အခြေအနေတစ်ခုခု ရှိနေတတ်ပါတယ်ဒီနေရာမှာအကြောင်းတရားကို အမျိုးအစားခွဲခြားပြီးနားလည်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာ အကြောင်းတရားတွေကိုနှမျိုးခွဲခြားလေ့လာနိုင်ပါတယ်ပထမတစ်ခုကတော့ချက်ချင်းဖြစ်စေတဲ့အကြောင်းတရားဖြစ်ပြီးဒုတိယတစ်ခုကတော့ဝေးကွာသောအကြောင်းတရားဖြစ်ပါတယ်ဥပမာအဖြစ်တင်အားလက်ထဲအဖန်ခွဲကိုလှုပ်ချလိုက်တဲ့အခါ ဖန်ခွက်ကမြေပြင်ပေါ်ကျပြီးကွဲသွားပါမယ်။ဒီနေရာမှာဖန်ခွက်ကွဲခြင်းအချက်ချင်းဖြစ်စီတဲ့အကြောင်းတရားမြေပြင်ပေါ်ကျရောက်တိုက်ခိုက်မိခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကိစ္စရဲ့နောက်ွယ်ကဝေးကွာသောအကြောင်းတရားသို့မဟုတ်ပိုပြီးနဲ့နေတဲ့အကြောင်းတရားကတော့စွန်းငင်အားပဲဖြစ်ပါတယ်။သင်လွတ်ချလိုက်ခြင်းဆိုရယ်လှောက်ရှားမှုကနေစလို့စွန်းငင်အားရဲ့စင်မြင်အောက်မှာကွဲခြင်းဆိုရယ်ရက်လက်စီကိုဥတီသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုပဲစာမေးပွဲအောင်မြင်တဲ့ဆိုရဲရက်လက်ရဲ့ချက်ချင်းအကြောင်းတရားကအပြင်းမှန်များရေးသားနိုင်ခြင်းဖြစ်နိုင်ပေမယ့်ဝေးကွာတဲ့အကြောင်းတရားကတော့လွန်ခဲ့တဲ့တစ်နှစ်လုံးစ조사ခဲ့ရတဲ့ဇွဲလုံးလပဲဖြစ်ပါတယ်ဒီထက်ပိုနဲ့နဲတဲ့အသွေးခေါ်ပိုင်းအောင်ကြည့်ကြရအောင်အသွေးခေါ်ပညာရှင်တွေဟာအကြောင်းတရားကိုမရှိမဖြစ်လိုအပ်တဲ့အကြောင်းတရားနဲ့လုံလောက်တဲ့အကြောင်းတရားဆိုပြီးခွဲခြားထားပါတယ်မရှိမဖြစ်လိုအပ်တဲ့အကြောင်းတရားစရာရလတ်ကူဖြစ်ပေါ်ဖို့အတွက်မဖြစ်မနေရှိ ਉ ရှိရမယ့်အကြောင်းတရားကိုဆိုလိုတာပါ။ ဒါပေမဲ့အဲ့ဒီနေရာမှာတခုသေးတော့ရက်လက်ကိုအာမမခံနိုင်ပါဘူး။ဥပမာမီးလောင်ကျွမ်းဖို့အတွက်အောက်ဆီဂျင်ရှိဖို့ဟာမရှိမဖြစ်လိုအပ်တဲ့အကြောင်းတရားဖြစ်ပါရင်အောက်ဆီဂျင်မရှိရင်မီးမလောင်ပါဘူး။ဒါပေမဲ့အောက်ဆီဂျင်တခုတည်းရှိနေုံနဲ့တော့မီးမလောင်ပါဘူး။ဒါဆိုရင်လုံလောက်တဲ့အကြောင်းတရားဆိုတာကတော့ဒီအရာသာရှိရင်ရက်လက်ကအလိုလျောက်ဖြစ်ပေါ်ဖြစ်ပေါ်ရမယ်လို့အာမခံနိုင်တဲ့အကြောင်းတရားဖြစ်ပါရင် ဥပမာလူတရားကောင်းဂျေဆန်ထစ်မှန်ပြီးတည်ဆုံသွားတယ်ဆိုရင်ဥကောင်းဂျေဆန်ထစ်မှန်ခြင်းဟာတည်ဆုံခြင်းအတွက်လုံလောက်တဲ့အကြောင်းတရားဖြစ်ပါတယ်ဒီထက်ပိုပြီးကျယ်ပြန့်တဲ့ဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်အကြောင်းတရားတစ်ခုတည်းဖြစ်မနေပဲအကြောင်းတရားနဲ့အခြေအနေများစွာပေါင်းစပ်ဆက်နွယ်နေတာကိုတွေ့ရပါမယ်အသွေးခေါ်ပညာအရဒါကိုအများစုပေါင်းအကျိုးသက်ရောက်မှုလို့ခေါ်ဆိုနိုင်ပါတယ်အရာရာတိုင်းဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ကွင်းဆက်ကြီးတစ်ခုမှာအပြန်အလှန်လွမ်းမိုးနေတာဖြစ်ပါတယ် ရက်လက်တစ်ခုဖြစ်ပေါ်ဖို့အတွက်အဓိကအကြောင်းရင်းတစ်ခုထဲကလုံလောက်တာမဟုတ်ပဲဘေးပတ်ဝန်းကျင်အခြေအနေများစွာအပါသွန်အားပေးနေတာဖြစ်ပါတယ်ဥပမာအပင်တပင် ပေါက်ဖို့အတွက်မျိုးစစ်မြေစီလွားရေနဲ့နေအောင်ချီစသဖြင့်အကြောင်းများစွာစွပ်ပေါင်းမှသာ အပင်တပင်ရဲ့ရှင်သန်မှုဆိုရယ်ရက်လက်ဟာဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒီလိုစနစ်ကြဆက်ဆက်နေတဲ့အကြောင်းအကျိုးကိုနားလည်ခြင်းဟာရှုပ်ထွေးတဲ့ပြဿနာတိုင်းကိုဖြေရှင်းဖို့အတွက်အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ အကြောင်းတရားကိုနားလည်မှသာကျွန်တော်တို့ဟာဘဝရဲ့ပြဿနာတွေကိုထိရောက်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ရလက်သို့မဟုတ်အကျိုးဆက်ကိုပဲကုစားနေတာယာယီဖြေရှင်းချက်သာဖြစ်ပါတယ်။ဥပမာအပူချိန်တက်နေတဲ့လူနာကိုအပူချိန်ချစေတိုက်နေုံနဲ့မပြီးပါဘူး။အပူချိန်တက်စေတဲ့အရင်ကန်အကြောင်းတရားဖြစ်တဲ့ဘိုးဝင်ချင်းကိုရှာဖွေပြီးကုသမှသာပြဿနာက အပီးတိုင် ပြေလည်သွားမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲစီးပွားရေးပြက်ကက်မှု ဒါမှမဟုတ်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေမှာအကြောင်းတရားစစ်စစ်ကိုရှာဖွေနိုင်မှသာမန်ကန်တဲ့မူဝါဒတွေနဲ့ဖြေရှင်းနည်းလမ်းတွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်။နေကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်အကြောင်းတရားဆိုတာကျွန်တော်တို့ရဲ့လက်တွေ့ဘဝနဲ့အသွေးခေါ်လောကကြီးကိုလေပတ်စီတဲ့နိုင်ရင်စနစ်တစ်ခုလိုပါပဲ။အဲ့ဒီနိုင်ရင်စနစ်ရဲ့အလုတ်လုတ်ပုံကိုနားလည်အောင်ကြိုးစားခြင်းဟာပညာရဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။အကြောင်းကျိုးဆက်နွယ်မှုတည်တည်ကြကြဆန်းစစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာကိုယ့်ရဲ့ဘဝကိုပုံမထိန်ချုပ်နိုင်တဲ့အပြင်လောကကြီးရဲ့ဖြစ်ပျက်ပြောင်းလဲမှုတွေကိုလည်းကြိုတင်ခန့်မှန်းနိုင်တဲ့ပညာရှင်တွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်ဆုံးဖြတ်ချက်တွေချမှတ်ရမှာအကြောင်းတရားကိုနားလည်ခြင်းဟာအရေးပါလာပါတယ်။ကျွန်တော်တို့လှုပ်ဆောင်လိုက်တဲ့လှုပ်ရှားမှုတိုင်းဟာရက်လက်ပေါင်းများစွာရဲ့အစဖြစ်ပါတယ်။ဒီနေ့မှာတင်းညစ်တဲ့အလေးကျင့်ကောင်းတစ်ခုကိုစတင်လိုက်ခြင်းဟာအနာဂတ်မှာကြီးမားတဲ့အောင်မြင်မှုဆိုတဲ့အကျိုးဆက်ကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရားဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာဖြစ်ပေါ်လာတဲ့အကျိုးဆက်တစ်ခုကိုမြင်တဲ့အခါဘာဖြစ်ခဲ့တယ်လဲလို့မေးမြန်းရုံတမကပဲ။ဘာကြောင့်ဒီလိုဖြစ်လာရလဲဆိုတဲ့အကြောင်းရင်းရဲ့အနက်ရှိုင်းဆုံးအလွာအထိဒူးဆွနိုင်ဖို့စ조사ရမှာဖြစ်ပါတယ်။အကြောင်းတရားတွေဟာအမြဲတမ်းပေါင်းစပ်ပြီးရှုပ်ထွေးနေတတ်တာကြောင့်ကျွန်တော်တို့အနေနဲ့အမြဲတမ်းအမြင်ကျကျနဲ့ဆန်းစစ်နေဖို့သာလိုအပ်ပါကြောင်းသင်ပြရပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အသိပညာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျရည်ဆိုရင် like လေးနှိပ်ခတ်ပေးပြီးကူညီပေးနိုင်ပါတယ်။ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။